အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ဆရာမနတ်မောင်အနီချိုရေးသားထားတဲ့မိုးပြေပမာဆိုတဲ့ဝိတ္ထုလိုလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။ကျမနဲ့တူနားဆင်ခံစားကြပါရှင်။မိုးပြေပမာ းပြေးကလိုက်အဖြိုက်လဲအဖွဲတခါရွာပါတော့လဲမိုးမသိလင်းငန်ဒီမှအိမ်မက်မနေသည်အိမ်မက်ထဲမှာဆုလက်ကတယောက်သေးကာလကညံ့နေ ရာသီကမိုင်းအုပ်ခါမိုးပွဲလေးများဖြောက်ဖြောက်ကြနေသည်ရှောက်နေသည့်လမ်းမှာရေနံချောင်းမျိုးဝင်လန်းဒီအနေမြင်လန်းဤဂုံးမော့အတက်ကိုခြေတရွတ်ဆွဲ၍လှမ်းနေမိလေသည် ထိုစဉ်ဂုံးတက်ကိုမော့ကြည့်လိုက်တော့အထက်နားမှာသူ့ကိုမထင်မှတ်ပဲတွေ့လိုက်ရသည်။ဝမ်းသာကြီးတာသွားမိကကိုကြီးစုလက်ကိုခေါ်ပါဦး။ဟုလှမ်းဟော်ခေါ်လိုက်မိသည်။သူ့ကိုယ်ပေါ်မှာမိုးကဖပါကြီးနှင်းဆောင်းထားသော တကလက်အုပ်ထုံးမှာတဖွဲဖွဲမိုးကြောင်နူးကြပြီးမျက်နှာတစ်ချမ်းအုပ်ခါပတိုင်းမုတ်စိတ်တွေထိုးထိုးထောင်ထောင်ဖြစ်နေသည်။မီးနှင့်ပားပြင်တဝိုက်ကိုသာမြင်သာနေသည်။ ခက်ထန်လေးမရှိတော့လဲပြုံးခဲ့တတ်သော သူ့နှခမ်းတွေကအသွင်မပြောင်းတော့လဲမမြင်ရသောသူ့မျက်လုံးများမှာဝမ်းသာပြုံးရိပ်ဖြင့်တောက်ပနေလိမ့်မည်ဟုစိတ်ချပေးသားဖြစ်နေသည်လှမ်းဆုပ်လာသည့်သူ့လက်ထဲကိုစုလက်လက်ထိုးထဲလိုက်ပြီးသူ့ကိုတစိမ့်တေးသားမိနှဲ့အပြုကရှင်နေ၌ကာလကြာမြင့်စွာပျောက်ဆုံးနေခဲ့သည့်စိတ်အေးငြိမ်သက်မှုများတစတစနေရယူလာကြသည်သူနှင်းဆိုလျှင် ဘာကလေးစကားမျှမလို့မြေသည်ခီးချမ်းကိုရှောက်ရှောက်လမ်းပေါအောင် ဖြစ်လိမ့်မည်ဟုအလိုလိုသိနှင်ပေးသားပင်တန်ရာရခဲ့သောနှလုံးသားမှာမြေမျှနာကျင်ခဲ့ကြောင်းအရွေးမှားခဲ့သောလမ်းမှာမြေမျှကြမ်းတမ်းခဲ့ကြောင်းရေအိုးမောက်တွန်လောင်းသလိုပြောင်းပြန်ပြောနေဖို့သူ့ကိုလိုမည်မဟုတ်ကြောင်းကိုလည်းကောင်းကောင်းကြီးနားလည်ပေးသားပင်ဖြောတော်ဤဆက်သည့်လက်ချောင်းကလေးများကို လုံခြုံနှွေးထွေးစွာဆုပ်ကိုင်ထားသည့်သူ့လက်ချောင်းများမှတစင်သူစိတ်ဓာတ်အင်အားကိုမျှဝေ ခံစားပြီးသူ့ကျင်နာစိတ်တို့တကိုယ်လုံးပြန့်နှံ့နေုံနှင့်ပင်ရောင်ရဲတက်လီပြီးယောဘာပြက်ပြဲခဲ့ပြီးဖြစ်သည့်ကိုကိုကိုယုံကြည်စိတ်ချစိတ်တို့ကိုတော့ခဲယင်းစွာပြန်လဲတည်ဆောက်ရပြီးအုံးမည်ဂုံအတက်လန်းပို၍အမတ်မှာသူ့ထက်ခြေတလန်းစာနေပါ နောက်ကျကြံနေခဲ့သည့်ဆုလက်ကို ကိုင်းငုံ၍ဖေးတွဲလိုက်ရင်မှတ်၍မော့လာသောဆုလက်ဤပါပြင်ကို သူ့အနန်းတစ်ချက်ရောက်လာသည်ကြံကြံတန်တန်မဟုတ်တုတ်ခနဲ့ခီးသွားဟန်လွဲရှိုက်လိုက်သည့်အကျဉ်းနာတယုတ်ပြအနန်းပွင့်ဖွားဖွားလေးများသာသို့သောအပြောတတ်ကူးဆက်သွားပုံကတော့ယုံနိုင်စရာမရှိတတိထားမိသည့်အချိန်မှာနှစ်ဦးသားရေမောမိလျက်သားရှိနေ၏ဝင်းကျင်မိုးမှာတိုး၍တဲနေတော်လဲ တုံခါချမ်းဆိုင်စေမှုမဖြစ်နေသာယုံအေးများနေသည်ညနေမှညဖြစ် ကာလကူပြောင်းခဲ့တော်လဲပိမ့်ပိတ်၍အမောင်မနှံမေတ္တာလင်းရောင်ကြောင်းထုံးပြောင်းနေခဲ့သည်ဟုမဆိုတော်လဲဘဲကလာမှန်မသိ။သွားလန်းကိုအထောက်ကူပြုနေသေးရာတမျိုးပင်စိတ်လှုပ်ရှားစရာ။မိုးရိုက်၍ကြွေထားသောကုတ်ကိုပွင့်အနေဝါတို့ကကက်တရားလမ်းပေါ်မှကျဲလျက်။ဒီမျိုးလေးမှကားစီးလျင် တောင်ကမိုးအနေအမြင့်လေးများကြောင်းလမ်းမှာလည်းအနေအမြင့်အတက်ဆင်းလေးတွေနဲ့ဆိုတော့စီစောစီရသလိုရင်ထဲ၌အေးကနေလှိုက်ခနေအမြင့်ရောက်တော့လေအဝေးမြင်ကွင်းလှလှလေးတွေက ရိတ်ခနေဖြက်ခနေခုလိုခြေချင်းရှောင်းမိမှာတော့မြင်ကွင်းတစ်ခုလုံးခြုံ၍မြင်ရသည့်ဂုံးထိပ်ကိုရောက်အောင်တောင်ကြီးမှမြေမြမြေမြထိရှောက်ခဲလှမ်းခဲ့ပင်ပန်းခဲ့ရသည်ကို တွက်စားမိလေသည်သို့သော် အိမ်မက်ထဲမှာပြောနေသည်ကိုနှင့်အတူမဟုတ်ပါလားကိုဆိုသည်ကိုကတော့ဟိုတုန်းကပင်အပေးသမားခုလည်းဘာမှတောင်းခံလိမ့်မည်မဟုတ်ဆုလက်လိုချင်သည်ဆိုလျှင် သူ့အသေးကိုပင်တရားခင်ပြည်မည်သူဟိုတုန်းကလေကိုလေဆုလက်ကိုချစ်စရာဘာမှထပ်မကြောင်ချစ်တယ်ဟိုအကျွမ်းမဲ့မြေတားကိုဆုံညွှန်းခဲ့သည်တူးနှင့်တူးလျှို့ဝှက်ချက်ကင်းစွာ ဆွေဆွေနွေနွေတိုင်တိုင်မင်းမင်းအမြင်အတွေ့တူတူ အပေးอยู่မြမြနှလုံးချင်းတစ်ထက်သေးကြာတင်ပါလျက်လွှမ်းခြုံပေးရမည့်အကျင့်နာကို အသားဖဲ့ပေးရသလိုတွန်တိုစွာမေတ္တာစေနာထက်ဝတရားကို ရှည်တန်းထားကလူကဲ့ရဲ့လွတ်ယုံအိမ်နောက်တာဝန်ကျေတဲ့ချင်းသူများနှင့်ကြုံကြရမှာပင်နှစ်ဆိုင်လှစွာသောမေတ္တာဓုရေအနန္တကိုဆုလက်နားလည်လာခဲ့သည်ခွင်လွတ်ပါကိုဟု အကျိန်တထောင်မက ကိုကိုရီမှန်း၍ဆုလက် တောင်းပန်ခဲ့ပါအများကြောင့်ကိုကိုအားပြောဖို့လိုမည်မထင် ကိုချစ်ခဲ့သောဆုလက်မှာ အပြစ်မကင်းသော မာနထူပြောသောမိမချမ်းလေးတူသာဖြစ်ကြောင်းအစာကလေးကပင် ကိုတင်နာလဲပြီးဖြစ်လေရာခွန်လစွာကျနာခဲ့သည့်ကိုမြတ္တာကျွေးတွေကသာဆုလက်ကိုရစ်ပတ်၍မဆုံးနိုင်မဆိုင်တော့သည့်နောက်ပိုင်းမှာပင် အခွင့်ကြုံတိုင်းနှောင်ဖွဲ့၍တိုးကတိုးက အလိုလျောက်တင်းကျပ်လာခဲ့သည်မို့ဆုလက်တရားယခုမှပင် အချီနီအလဟတ်ပြေဝါလျက်ရှိပါသည်ဟူသာသိစေခြင်းမသည်လူကောင်းတယောက်တည်းအစွမ်းကုန်ဆိုးခဲ့သောဆုလက်သည် ထိုစဉ်ကဆုလက်နေပါမတိသာဆိုးရတတ်သူနှင့်ဆုံတွေ့နေရခြင်းကပင်လျှင် ကိုယ်ဝေကျွေးကို ပေးဆက်နေရခြင်းတမျိုးဟုသဘောထားနိုင်ခဲ့ပါ၏ဤသို့ကြား၍ဝမ်းသာလိမ့်မည်မဟုတ်ဟုတော့ ဆုလက်ကြိုတင်သိမိနေပါသည်အဘဲကြောင့်မူဟိုရုံးကကိုမြတ်တာတွေကိုတံမိုးမထတဲ့ကစားစရာပမာကလေးဆန်ငယ်စွာသောဆုလက်သည်ယခုတဖန်ပော့တန်သော လူတယောက်ကိုမှမေတ္တာရိအနန္တကို အလဟတ်သက်ပြင်းမှန်းသိပါလျက်ရရောစွာစုပုံဝင်းငါမိလျက်သာဖြစ်နေသောကြောင့်မင်းထို့ကြောင့်မင်းလျှင်ကိုကိုဆုလက်ပို၍နားလဲလာရကဆုလက်နှင့်ကို စိတ်တဝမ်းနဲ့သာဖြစ်နေလေပြီအပေသမားဤမြတ်တာကို အပေသမားချမ်းသာအလေးထားခံစားတတ်သည်မဟုတ်ပါလားဟိုရုံးကတော့ကိုပူပင်နာတွေကိုဆုလက်ကဆိတ်ရှုပ်စရာ ဖြစ်သဘောထားခဲ့ဤအဝေးကြီးလိုသေးတယ်ဘာတွေလဲရှုပ်နေတာပဲစိတ်တောင်ညှက်လာတယ်ဆုလက်မျက်မှောင်ကုတ်ထားတော့ကိုကထုံးစံအတိုင်းပြာရခမည်းဝေးတယ်နေတယ်မဟုတ်ဘူးဆုလက်ရေကြိုပြီးတွတ်ထားပြင်ထားရတာပေါ့ ကိုတန်ကအာရုံနေသည်စောစောတုန်းကတော့တကြွလျက်ကက်တလောက်တွေချိန်ဆုလည်းပြိဘောကတွေရွေးထားရအောင်ဆိုတော့အပြုံးမျက်နှာနဲ့ယခုမျက်နှာကတခြားစီဒီတော့ရင်ထဲကတနာသွားမိတော့လဲဆုလက်ကမူရပုံမြင်မဖြေတော့ဘူးလားဒီမျက်မှောင်တွန့်ကြည့်ကဆိုတော့ပိုတွန့်ပြလိုက်သေးသည်ဆုလည်းမျက်မှောင်ကုတ်ထားတာမြင်ရရင်ကိုယ့်ရင်ရည်ဘယ်ရောက်ကုန်မှမသိဘူး ဘာမှမမြင်ရတော့ဘူးလို့ပဲကိုကညီရှာသည်ဆုလက်မျက်နှာမညိုရအောင်ပဲကိုကအရေးကြီးကတရွတရချော်မော်မြင်ဘာလို့တလဲပြောစရာမကြံအောင်ပဲပြေစုံစေမှုကိုဂရုပြုပြီးသားဥပမာရုပ်စွာဆုံးကလစ်စညက်ကအစမလို့စရာဆုလက်မှာအလဲလဲလက်ကင်ဘွားဆိုဟောင်းသေးမရှိအစ်စ်အစ်စ်တွေရောက်ရည်လာမြင် တကယ်ဆိုစုလက်ကလက်ကင်ဘွားနဲ့ဖနက်ကိုကြိုက်ဆုံးဝင်းမြေအင်ကြီးခေါလေးတွေချာမှလိုက်ဖက်ရာ လက်ကင်ဘွားကိုညှက်၍ထားရမည်ပြီးရင်တို့လှလှလေးတွေပစံအိတ်တည်တည်လှလှလေးတွေကိုလည်းတပင်တပန်းဝယ်ယူစုဆောင်တတ်သေးရာစုလက်တော့တော်တော်ဖြုံးနေကိုနဲ့လက်ထက်ပြီးရင်တော့စီကံပေးရမည်ဟိုကိုကနောက်လင်းစုလက်စိတ်ကောက်စိတ်ဆိုးလို့မဆုံးတော့ကစင်းနဲ့ကော့တရား တပြားနှစ်ပြားမှတ်လို့ခွာဟုစွာချင်းတတ်တော်လေလက်ညှိုးတထောင်တောင်နဲ့ရန်တွေ့နေသောဆုလက်လက်သေးရှည်များတွက်လက်သေးဆိုးစေးကပင်လျင်ကိုတယံမလက်ဝယ်ပြီးထားတာတွေဖြစ်နေလေ၏ကိုတယောက်ကတော့တမျိုးပြီးတမျိုးစင်စားကဆုလက်အတွက်ဆိုလိုသည်မရှိအောင်ပင်တွိုင်းလက်ပြပါပါမကြမ်းဝယ်ပြီးနေပြန်တော့ရာတငယ်ချင်းတွေပင်မျက်နှာပူစရာဖြစ်ခဲ့ရသည်ဆုလက်လူလိုဟာမျိုးရမှာဟိ ဟိုတချို့ကကျွေးကြော်မောင်းတင်တတ်ကြသည် အစားဆိုလဲဆုလက်ကြိုက်သည့်ကော်ဖီကို သူကြိုက်သည့်လက်ဖက်ရည်နှင့်လဲလိုက်သည်လို့သူမကြိုက်ပါပဲလျက်ဆုလက်ကြိုက်တတ်သည့်ကော်ပြန်စင်းကို ကြိတ်မိတ်စားတောင်းမြေကိုခမရအကုံကြများလှသည့်ကြားမှပင်ငွေကိုတရိပ်ရိပ်တက်လာအောင် စုနိုင်ခဲ့သည်စုလက်တတောင်တတာဖြစ်အောင် ပြပြစုံစုံစိတ်ချမ်းသာအောင်ထားနိုင်ဖို့ဦးစားပေးလုံပန်းနေ၏အချိန်နီးလာတော့နေစရာအိမ် ထိုက်တင်သောပရိဘောကအိုခွက်ပကန်းလိုစရာမကြံခင်းရမည်ဖျားတင်ပြူအစာကော်သောဖျောင်းပစိုးဆုံးသူ့မှာပြေဆုံးနှင်လေပြီဆုလက်အိမ်ပါဖို့သာလိုတော်သည်ကိုနှင့်ဝေးရတော့ဆုလက်ကလူရိပ်မြင်လျင်တခြင်းဟိရွေဆိုမြင်ရင်내ကအဖို့ကိုသူမမြင်စေလို့ဆုလက်ကိုကြည့်လျင်ပို၍တကြွပို၍တွက်ပြနေလိုက်သေးသည် တစိတ်တည်းသားတော့လဲလွတ်လပ်သွားသလိုပဲကိုကအရေးတကြီးကြီးလှုပ်လွန်၍စုလက်တစ်ခါတလေစိတ်ကျဉ်ကျဉ်နေတဲ့တီဒီတော့လွတ်လပ်သွားတော့လဲရေရမလို့ငိုရမလို့ငိုမိလျင်တော့လူတိလူမြင်မခံရီမိလျင်တော့ဟာပပပါပဲဒီတော့စုလက်ကိုအသေးကွဲလိမ့်မည်ဟုမြည်သူမျှမစားပါနှင့်ခုတော့စုလက်အသေးရီမွမွကြည်နေပြီဟုတေချာခြင်းလာသည် ခုတလောဆုလက်ဖဲဖဲရင်ညွန်းကခဏခဏဆူဆူပြီးနာနေသည်ကြောနှင့်ရင်နှစ်ဖက်ညက်ပြီးကြက်လိုက်တော့လေအသက်ရှူပင်မဝါတော်ယုံလှုပ်ရှားယုံနှင့်မောနေကဒေါသထွက်မိလျင် လက်ဖျားခြေပြားတွေအေးဆက်၍ရင်တွေတတိုင်းတိုင်းခုန်နေသည်ကရုံကရင်လည်းဖြစ်တတ်မြေကောင်းထဲမှာထွေးရှုံနေကသတိမေးလျော့တတ်တာတွေများနေသည်သို့တော့ယောဂါကိုမယူရအားနိုင် ပူပန်စရာတွေကများရွေနေသည် မပြည့်စုံသမျှပူပန်နေမိတော့လဲနားပူဆူသည်ဆိုက သူကစိတ်တိုင်းမကြပဇမ်မဟာရဲလောက်အောင်ပင်ရန်လုံးမြဲမှုအစားစားအရာရာလိုလေသေးမရှိ မတောင်မတမကြောက်မကြပြည့်စုံအောင်ဖန်နည်းခြင်းရှာတတ်သည့်ကိုယ်စီရနာကို အလေးထားချိန်ထိုးလာမိသည်ခုတော့မျက်မှောင်ကုတ်လို့ဖြင့်ကုတ်၍ပင်တည်တည်မျက်နာညိုလို့လည်းညိုလို့ပင်တည်တည် ကိုလိုအရေးကြီး၍အလိုလိုက်မည်သူမရှိတော့ဆူလန်မျက်နှာမှာတမင်ဆင်ထားသောအပြုံးတွေနှင်းရင်ထဲကနာတော့လဲအလှဲ့ရောက်တော့မှနှွဲလောက်เสียမမြင်ရင်ဆိုင်ရမည်မှမရှောင်သာအိမ်နောက်ဤဟာကွက်ကိုဖြည့်ရမည်တောင်းဝင်မှဆူလန်မှာပုံချလာပြီယူသည့်အလှဲ့မှာပြုံးနိုင်ခဲ့သည်ပဲဆူလန်မှာတိတ်ချစ်ခဲ့ဘူးသူရှိ၍လဲ ချစ်သူအတွက်ပေးဆက်ရမည့်အလှဲ့မှာစုလက်ပြုံးနေခြင်းမသည် ပြုံးနေသော မျက်လုံးများမှာကြေကွဲသောမျက်ရည်ရေဝဲနေလင်းလဲမြည်သူမျှမှုမြည်မထင်ကိုသာနားမှာရှိနေလျင်တော့စာနာနိုင်ပါလိမ့်မည်အိမ်နောင်လက်ရှိဖြစ်မှာချီဦးသူကို တန်းတားနေမိခြင်းကပင်အပြစ်တစ်ခုပမာဖြစ်နေတော်လဲအားငယ်ညှို့ရနေခြင်းများကရင်းနှီးတုံးကောက်ရိုးတမြင်ဆွဲငယ်မိသည့်ပမာ စိတ်ဖြေတဲ့ရာရှာမိခြင်းသာဖြစ်ကြောင်းသူလည်းကောင်းကောင်းနားလည်ပါလိမ့်မည်။အိမ်မက်ထဲ၌မိုးသည်များရွှဲနေနေသောဆုလမခုတော့နှွေမိုးပြေးတစ်ဖြိုက်ကြောင်းပူဆက်အိုင်လောင်၍နေသည်။ဒီမနက်ပဲနာရီကြော်ညာတစ်ခုဖတ်နေသေးသည်။တေသူမှာလူသည်များထင်ရှားသောအမျိုးသမီးတူလူဘွားစသည်ဟုအနောက်တိုင်းမှာတတ်မှတ်သည့်အသက် သူတကအနှဲငယ်သာဆုံးမသေးသည်။ ဆယ်ခုနှစ်ဤထဝတတလောက်ပေါ့တကယ်တော့ဘဝမှာနေပြောပါသေးသည် မပြီးဆုံးသေးသည့်တာဝန်တွေကိုလည်းသူထမ်းနိုင်ပါသေးသည် လူတိုင်းကပင်ယူကျော်မင်းရတတတပြောကသူ့ကိုနှမျောနေကြသည်စုလက်လည်းသူသေးသည်ကို ကိုကိုယ်တိုင်သေသွားသလိုခံစားမိလိုက်ကနေမထီထိုင်မသားဖြစ်နေမိလေသည်ထူဆန်းသားပင်စုလက်သားတည်လျင်တော့ အနှစ်မဲ့စွာအကာတတ်တသားဖြစ်သောအရေးသားမျိုးတွေသတင်းစာမှာတခုမျှမပါစေခြင်းသတင်းစာရဲ့ပါသမျှသည်တေသူနှင့်မဆိုင် ရှင်သူများအတွက်ရုပ်ပြတတ်တသားဖြစ်လျာရုပ်ပြလှဖို့အတွက်ဆုလက်ကိုခုရုံးဖြင့်အသုံးမခံနိုင်အသက်ရှင်စဉ်တကယ်တမ်းကျန်နာမှုအရင်းခံသည့်စစ်မှန်သောမြေတားရိမ့်၌သာတရေအိတ်အာမွေခြင်းမှာသည် လျောင်ကြာ၏အကျွင်းမဲ့မြန်တို့လေးထမှုကိုမှမခံစားရလျင်စကြဝဠာနှမင်းကြီး၏မဟေတီဒေဝီမိဖုရားကြီးဖြစ်တော်မှအရာမဝင် အချီနီတာလျင်ဖြစ်ကြောင်းယောက်ျားကောင်မောင်းမတထောင်တွင်တည်စေခြင်းမသည်တိမတော်လည်းမျက်ရည်နှင့်ပန်ခွေမလို့ကိုသွင်း၍အမှတ်တရထားမှလည်းမကြိုက်မှတ်တိုင်စိုက်ဖို့လည်းမတိုက်တွန်းတာမန်နေရာလေးတနေရာ၌တာမန်များသား လူမသိသူမသိလဲလျောင်းမိဆက်နိုင်ခွင့်ရလျင်ခြေနဲ့ပြီမြည်သူမြည်ဝါလာ၍မငိုကြွေးမပူဆွေး၍လဲအပြစ်တင်ညူဆူနိုင်ဖို့မမြင်ဒီတော့ဘဏ္ဍလဘဏ္ဍနှင်းမြောင်ကြေကွဲလွမ်းစော့တရိယတန်တကျင်းစသည်စသည်တို့သည်လဲအပိုမြားသာတကယ်တော့အစားထိုးမရသောဆုံးရှုံးမှုဆိုသည်မှာမိဘဆွေမျိုးမိတ်ဆွေတင်ကဟာများအတွက်သာအိမ်အောင်ဘက်အတွက်တော့ နေရာမရွှေခင်ကပင်တန်းစီနှင့်ပြီးသားအသင်ရှိကြမည်မို့အကြီးငယ်အဆွေအနှောင်းအဟောင်းသစ်ဆိုတာတွေဒုနှင့်ဒီပါပဲထို့ကြောင့်လေအမျိုးသားတအူအနေဆိုင်ရောက်လျင်မြည်သူမြည်ဝါဤချစ်လာစွာသောခင်မွန်းဆိုတာတွေပင်တခါတရံ၃၄ဦးပြန်၍ကြောင်ညာကြမည်အမျိုးသမီးတအူဆုံးလျင်တော့မြည်သူမြည်ဝါဤပထမသို့မဟုတ်အပေကံဇနီးဟုတိတိကျကျကြေညာဖြစ်မည်မဟုတ် ဖွဲမီပမာတငွင်းငွေကျွမ်းနေရသောဘဝနှင့်ရေအိုးအောက်ကကရွတ်ခွေပမာ တစိမ့်စိမ့်ဆွေးနေရသည့်အဖြစ်ဤဖြစ်များကိုနှိုင်းတက်မှပင်စာနာနိုင်ပါလိမ့်မည်ပော့တန်စွာဖြင့်တော့မခံစားနိုင်မိမသားတို့ရင်နာကြေကွဲရသည်မှာဘဝတို့မိမသားတို့ဤပျောကမကင်ဟုဆိုနိုင်တော်လဲအထီးကမှာထိုမိမသားကအသေးရောအသက်ပါပုံအပ်၍ တဘဝလုံးယုံမှန်ကိုးကွယ်ထားသည့်ခင်မွန်းလင်သာဖြစ်လျာမိမသားခမမရေရသောမေတ္တာမိုးပြေတပြိုင်မျှလောက်သာဘဝတသက်တာ၌ရှားပါးစွာတောက်ချိုးခွင့်ရခဲ့သည် ဆိုပါမူပညာရှင်တချို့ကဆိုညွှန်းခဲ့သည် လူတို့၏တတန်းကိုဖျံမြတွက်ဆမြင်ဖြစ်တော်လေတကယ်တော့အတက်အီမျောလင်းချက် expectation of life ကအတိကပါပဲတဲ့ လူတယောက်ဤဖျမ်းမြသက်တမ်း60ဆိုပါစို့၎င်း60အတွင်းမှာပင် အသက်ဤမျောလင်းချက်နှင့်အကျုံးဝင်သည့်ကဏ္ဍတွေကို ပြန်၍နှုတ်ရအောင်မည်ဥပမာ မတော်တဆဘေးအန္တရာယ်မျိုးတွေလူတိုင်းသည်နေစဉ်နှင့်အမျှမတော်တဆအန္တရာယ်တွေကြုံနိုင်စရာရှိနေ၏ကာတိုက်မှုဖြစ်နိုင်သည်တစ်ကိုင်းကြိုကြနိုင်သည်ရေနစ်နိုင်သည်တိုက်ပြိုကြနိုင်သည် အစာရှိသည်ဖြင့်နောက်တစ်ခုကယောဂအမျိုးမျိုး ဥပမာကုသယောဂကယောဂမျိုးမျိုးကညိပြီးဖြက်ခနဲတည်နိုင်သည် အသက်ကိုညံမဆောင်ရင်ပေါ့လေသူများပယောဂနဲ့တည်နိုင်သည်ဓာထိုးခံရတာတနက်ပြစ်ခံရတာကောင်းရိုက်ခွဲခံရတာမျိုးတွေပေါ့နောက်တစ်ခုကတောကာအမျိုးမျိုးသောတောကာတွေနှိမ့်ဆက်ခံ၍လဲအမဲကျွေးတစ်ဖြည်းဖြည်းကျွေးနိုင်သေးသည်တင်းနေဆွဲသောခြီးခင် ထောင်ငနေပြက်သလို့ အယုတ်ကြိုးပြက်ပုံကြသည့်အဖြစ်မျိုးလည်းတိုးနိုင်သေးသည် အမျိုးသမီးတွေမှာဤသို့သောအန္တရာယ်ပို၍များသည်တည်းအကြောင်းကြောင်းတွေကြောင့်တက်တန်းစီမနေနိုင်ရခြင်းများကိုဗုဒ္ဓဘာသာ တရားအရတော့အာကာလမရဏတည်းနေစီကံကုံရခြင်းမဟုတ်တော့တည်ခြင်းမျိုးဟုအတိတ်ပဲဖွင့်ဆိုသည်မိစာကုံစီခံဘဝမရောက်မီအလင်းရောင်အစွမ်းကုံ ထုံးပြောင်နေလျက်မှ လေပြင်းဟက်၍ ဟုတ်ခနဲ့မှိန်ငိမ့်သွားရခြင်းမျိုးဤတို့မျိုးတွေကိုဖျမ်းမြတတ်တမ်းမှနှုတ်ရင်မြမအမျိုးသမီးတွေကတော့ကကြောင့်တင်းနှုံမြင်မှပြီးပျော်စရာမှတက်ကြွလှစွာသောယောက်ျားသားများကတော့ပို့၍အသက်ရှည်လာကြသည်တည်းငငယ်ရွယ်ရွယ်နှင့်အချိန်မတိုင်မီကြွေလွင့်သွားရရှာသူများကိုအာတုဘပို့ပြလျင်နော်သူယုတ်ကလက်ကိုရင်နာစွာကြည်ရင် နှင့်မြည်သောစုကို တောင်းပေးမိသည်မှာသေးကြသည်အာကာလမရဏအခမဲ့သေးခြင်းသည်မဖြစ်ပါစေတည်းပြည်ေဟိဝိပယောဂဒုက္ခအပိယေဝိတမယောဂဒုက္ခချစ်တော်သူနှင့်ကြွေကွင်းရခြင်းမချစ်မနစ်သက်တော်သူနှင့် ပေါင်းဖော်ရခြင်းဒုက္ခတို့မှကင်းဝေးနိုင်ပါစေတည်းဟုသာ thank you နှမောက်အနီချိုစပယ်ဗျူမဂဇင်1990မေလာနာဆင်ပေးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျမတို့နောက်ထပ် audio book မှာ ပြန်ဆောင်ကြမယ်နော်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။